ဘုရားလောင်းတန်နေခါတာခုနကအိမ်မက်နဲ့သတိခလာတာဒါတွင်ဖြစ်သလားလို့ဆိုတိုက်တိုက်ဆိုင်ဆိုင်ကြီးကမိဖုရားကြီးရဲ့ဝန်ထဲကိုဆင်းရတော်ကြီးကလည်းပဲလက်ရနန်တောင်းကိုခွဲပြီးတော့အတွင်းနဲ့လည်းဝင်လိုက်ရောဘာဖြစ်သွားတော့လဲငလျင်ကြီးတုန်ဟီးသွားအချိန်ကိုက်အချိန်ကိုက်ပဲအဲ့ဒီအချိန်လေးမှာငလျင်လောက်တာ ဒေတာလေးတစ်ခုတင်လှုပ်တာမဟုတ်ဘူးစัจ java လာတစ်ခုတည်းတင်လှုပ်တာမဟုတ်ဘူးစัจ java လာတစ်တောင်းထီအောင်လှုပ်တယ်ဟောအခုလို့ကဘာဂျိုကြီးပေါင်းတစ်တောင်းလို့ဒီလိုပြောမှာပေါ့ကောင်းကင်မှာရှိနေတဲ့ other planet ပေါ့ခုခေတ်လို့ပြောလို့ရှင်တော့ other planet ကဘာဂျိုကြီးတစ်တောင်းဟာတပြိုင်နက်အဲ့ဒီချိန်မှာလှုပ်သွားဒါက အမြဲတမ်းထူးဆန်းတဲ့အထိမ့်မှတစ်ခုအနေနဲ့ဖြစ်ပေါ်လာငလျင်တုတ်သွားတဲ့အချိန်မှာဒီထူးထူးခြားခြားတွေက32မျိုးအဲ့ဒီမှာဒီအမတ်တရဖြစ်ပေါ်သွားတာတတိထားမဲတဲ့လူလည်းရှိမယ်တတိပဋ္ဌာန်းမိတဲ့လူလည်းရှိမယ်တရေခါတဲ့အချိန်လေးမှာဖြစ်ပြသွားတဲ့အဖြစ်အပျက်တွေကအမြဲတမ်းထူးဆန်းတယ် မတမထူးဆန်းတာတွေဖြစ်တယ်အံဩဝေရတွေကြီးပဲဖြစ်တယ်စัจ java လာတသောင်းကြီးတသောင်းလုံးဟာမောင်မိုက်မနေပဲနဲ့အဲ့ဒီအချိန်မှာလင်းသွားတယ်တဲ့လင်းလင်းချင်းချင်းကြီးဖြစ်သွားတယ်ဒါကနံပါတ်1နံပါတ်2ကျတော့မျက်စိမမြင်တဲ့လူတွေအဲ့ဒီအချိန်မှာမြင်သွားကြတယ်တော်တော်ဒါကတော့အမတမထူးဆန်းတဲ့ဟာပေါ့နော် မျက်စိမမြင်တဲ့လူတွေဘယ်မျက်စိမှလည်းမခိုင်းရဘူးမျက်စိလည်းမခွဲမကူရပဲနဲ့အဲ့ဒီအချိန်လေးမှာဒီအလင်းစွာအားနဲ့ဘုရားလောင်းနေပရိသေနေလိုက်တဲ့အချိန်လေးမှာသူတို့မျက်လုံးတွေပြန်မြင်လာတယ်တဲ့ဒီအချိန်မှာထူးခြားသွားနားပင်နေတဲ့လူတွေကလည်းပဲနားကြားလိုက်တယ်လှုပ်တန်တဲ့တန်တွေကိုကြားလိုက်ရတယ်နံပါတ်3ကနံပါတ်4ကတဲ့အအတွေကလည်းစကားပြောတယ်တဲ့အဲ့ဒီအချိန်မှာနော်စကားမပြောတတ်တဲ့ ဆွန့်အားနေတဲ့ပုဂ္ဂိုလ်အားလည်းအဲ့ဒီအချိန်မှာစကားပြောတယ်။နံပါတ်9ကခါကုန်းနေတဲ့လူလည်းခါဆန့်သွားတယ်နော်။ခါဆန့်ခြေထောက်တွေခွင်းနေတဲ့လက်တွေကောက်နေတဲ့လူကလည်းအဲ့ဒီအချိန်မှာဖြောင့်သွားတယ်။အော်တိုမက်တစ်ဖြောင့်သွားတယ်။ထူးခြားတဲ့အချက်တွေဖြစ်တာ။နံပါတ်6ကတော့ခြေထောက်ဆွန့်တွန့်ဆွန့်တွန့်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလည်း ဖြောင်းပြောင်းမတ်မတ်သွာလာနိုင်တဲ့ခြေတော်အကောင်းရသွားတယ်လူတွေကိုချုံနှောင်ထားတဲ့ထောင်နေအားလုံးလဲအဲ့ဒီအချိန်မှာပွင့်ပြီးတော့အားလုံးလွတ်သွားတယ်လို့ပြောတယ်လူစိုးတွေပါသွားရတဲ့ဒုက္ခပဲအဲ့ဒီချိန်ဟောထောင်နေတဲ့အကောင်လုံးလွတ်သွားအဲ့ဒီချိန်မှာလွတ်ကုန်ဟောဒါတွေမကဘူးအမြဲတမ်းမိကြောက်တွေနဲ့ ပြစ်နေနေတဲ့အဝိဇ္ဇိငရဲမီးကြီးကလည်းအဲ့ဒီချိန်မှာဟုတ်ခနဲ့ငြိမ့်သွားတယ်။ဗမာပြည်ဝန်တရားစင်မီးပြက်တယ်လို့ပဲဟုတ်ခနဲ့အဲ့ဒီချိန်လေးကငြိမ့်တယ်နော်ငြိမ့်သွားတယ်တဲ့ငတ်ပြတ်နေတဲ့ကြိတ်တာတွေဟာလည်းအဲ့ဒီချိန်မှာဆာလောင်မိုးတိတ်တာတို့စားကြင်တာတို့ဆိုတဲ့စိတ်တွေဟာအာသာပြေသွားတယ်အဲ့ဒီချိန်လေးက နံပါတ်9ကနံပါတ်30ကျတော့တရိစ္ဆာန်တွေကလည်းတကောင်းတကောင်းအန္တရာယ်မပြုတ်ဘူးတဲ့ဟောချင်းသေးတွေကြားတွေကနေဂျန်တဲ့တရိစ္ဆာန်တွေကိုတပ်ဖြတ်တာစားတာမျိုးမလုပ်ဘူးတဲ့အဲ့ဒီချိန်မှာနံပါတ်31ကလူနာတွေနေမကောင်းတဲ့လူတွေဟာအဲ့ဒီချိန်မှာယောဂတွေအကုန်ပြောက်ကုန်ကြတယ်ထူးခြားချက်လေးတွေဟာအဲ့ဒါလေနံပါတ်7ကျတော့ လူတွေအချင်းချင်းဟာအရင်ကမတည့်တဲ့လူတွေအဲ့ဒီအချိန်ကြတော့မလေးတယောက်နဲ့တယောက်ခင်လို့မင်းလို့တဲ့စကားတွေပဲပြောကုန်ကြခင်လို့မင်းလို့စကားတွေပြောလာကြနံပါတ်33ကြတော့မြို့တော်မှာရှိတဲ့မြင်းတွေကဝမ်းမြောက်ဝမ်းသာဟိလိုက်ကြတာတဲ့ဆင်းတွေကလည်းအော်လိုက်ကြတာအဲ့ဒီအချိန်မှာနံပါတ်14ကဆင်းတွေကလည်းအော်နံပါတ်15ကလူတွေမတီးမုတ်ပဲနဲ့ ဘယ်နန်းတော်မှာရှိတာတို့လောကမှာရှိတဲ့တူရိယာတွေကအလိုလိုမြည်လာတယ်ခုခေတ်ဆိုရင်တော့ဒါတရေဆောက်တဲ့ထင်းချင်းထင်းနေမှာเนาะထူချားတဲ့အချက်တွေကဒီလိုဖြစ်တတ်တယ်ပေါ့အေးအဲ့ဒါတွေမကဘူးနံပါတ်16မှာလူတွေဝတ်တဲ့လက်ဝတ်တန်းစာတွေကအတန်လေးတွေမြည်လာတယ်ပါရတဲ့အတန်လေးတွေမြည်လာတယ်နံပါတ်7ကျတော့အရမျက်နာတွေဘယ်ကြည့်လိုက်ကြည့်လိုက် လင်းလင်းချင်းချင်းဖြစ်နေဂုံလင်းနေတယ်နံပါတ်18ကဒီအချိန်လေးမှာလေငြိမ်းမနေဘူးလေပြေလေညင်းလေးအခံလို့ကောင်းအောင်လေညင်းကလေးလာတယ်ဒီလေးတိုက်ပြီးတော့အေးမြတ်မြတ်ဖြစ်တယ်နံပါတ်19ကျတော့ဘာလို့ဆိုအခါမဟုတ်ဖဲနဲ့အခါမဟုတ်ဘူးလို့ဆိုတာသူကဘာလို့လာပြီးကျတော့တရားနေ့မှာမိုးရသည်ရောက်မှာကိုနော်ဒါကြောင့်မို့အခါမဲ့လို့ပြောတာ မိုးကတော့တကယ်ကတော့ယွာနေပြီပေါ့အခုလည်းပဲမိုးရသည်ယွာတာမဟုတ်ဘူး spring ရသည်လေခွာဘာလို့လဲပြီးတော့တရက်နေ့ကမှမိုးရသည်ရောက်မှာကိုလက်ဖြင့်ကကျွန်မမိုးရသည်ရောက်မှာအဲ့ဒါကြောင့်အခါမဲ့မိုးလို့ခေါ်တာလာပြီးနေ့ညယွာရင်အခါမဲ့မိုးပဲမိုးရသည်မရောက်သေးခင်ယွာတယ်အဲ့ဒီအခါမဲ့မိုးလဲယွာတယ်တဲ့ကြီးကြီးမားမားကိုယွာလိုက်တယ်နံပါတ်20က မြေကြီးကျဲကနေပြီးတော့စိတ်ရည်စမ်းရည်တွေပန်းထွက်လာတယ်။နံပါတ်27ကတော့ဒီအဲ့ဒီအချိန်မှာငှက်တွေဟာဘယ်ငှက်ပဲဖြစ်ဖြစ်ကောင်းကင်ပြန်တဲ့ငှက်မရှိဘူးတဲ့အာလုံးငြိမ်ဝတ်ပြီးတော့နားနေကြတယ်။နံပါတ်27ကမြေရည်တွေစီးဆင်းနေတဲ့မြေရည်တွေဟာအဲ့ဒီအချိန်လေးမှာအခိုက်အတန့်တန့်သွားတယ်။ဘယ်မှမစီးတော့ဘူးနဲ့မြေမြေရည်တွေရပ်သွားတယ် 23ကြတော့အမြဲတမ်းငံပါတယ်ဆိုတော့ပင်လေကြီးတွေကလည်းအဲ့ဒီချိန်မှာ ချိုးသွားတယ်တဲ့เนาะချိုးနေတယ်ပြောင်းလဲမှုတွေကိုဖော်ပြတာပေါ့24ကြတော့ရေအိုင်နေဟူသမျှဂျာပင်နေရှိတဲ့ရေအိုင်နေဟူသမျှဂျာပန်နေဟာတပြိုင်တည်းပွင့်ကုန်ကြတယ်25ကြတော့ကုံပန်းရေပန်းနေအလုံးဟာပန်းမှန်သမျှအဲ့ဒီနေအကုန်ပွင့်เนาะ တိပ္ပိဏီကတိခွာပန်းတွေလည်းပွင့်နေတယ်။နော်တိပ္ပိဏီရဲ့ပင်စီတွေကနေပြီးတော့ပန်းတွေပွင့်နေ။တိခတ်တွေကနေပန်းတွေပွင့်နေ26 29အလုံး။အခါ28ကျတော့နွယ်ပင်တွေကလည်းပန်းတွေပွင့်လာတယ်။29တိကိုင်းတွေကနေပြီးတော့လည်းပန်းပွင့်တွေထွက်လာတယ်။အေးကောင်းငင်ကိုမောကြည့်လိုက်လို့ရှင်လေကောင်းငင်မှာ ပန်းနေပွင့်ပြီးတော့ပန်းနေဆွဲထားသလိုပဲပတ်မွေနေပြင်းနေရတယ်30ကြာတော့ကောင်းကင်ကပန်းနေပွင့်31ကြာတော့ပတ်မိုးတွေရွာချလာတယ်32ကြာတော့ကောင်းကင်ရန်ကตายရတဲ့ဒုရိယန္တန်ကြီးကြားရတယ်လို့ဒါကအင်တန်ထူးခြားတဲ့32မျိုးသောအတိတ်တမိတ်ကြီးတွေ ဒီဝါဇုလပြည့်ဖျားလောင်းတန်နေခတဲ့အချိန်မှာဖြစ်ပေါ်လာတယ်ဆိုတာကိုမဟာဘုရင်ကျမ်းထဲမှာအထက်ကဓာအနေထုတ်ပြီးတော့ရေးထားတာရှိတယ်နော်မမေအောင်ဖတ်ချင်တယ်မဟာဘုရင်ကိုဖတ်ချင်